တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ရက်နေ့ခொနည်းနေ့တွင်ကာလဟာထူးခြားသောအပြောင်းလဲနဲ့တိုးတက်မှုတွေရှိမယ်။လမ်းကြောင်းသစ်တွေပေါ်မယ်။အပြောင်းလဲနဲ့တိုးတက်မှုကို ဖန်တီးနိုင်တယ်။ ငွေကြေးကိစ္စအတွက်စိတ်ပင်ပန်းမယ်။ငွေဝင်ပြန်ထွက်မမြင်။တရက်နေ့မှာရန်တိုက်ခတ်နေကြတဲ့အဖြစ်သမ်းပြီးမှလိုရာပြည့်စုံမယ်။နှစ်ရက်နေ့မှာအသွာလာနေထိုင်ကူဆိုင်ရမယ်မတော်တဆနေရှိတတ်တယ်။တောင်ရက်ကိုတည်သွားစရာနေဖြစ်တတ်တယ်။နေ့7နိုင်နဲ့တနိုင်ခွဲအတွင်းသွာလာကူဆိုင်ရမယ်။၃ရက်နေ့မှာရန်အလုံးကိုကြော်ပြီးမှအလိုရှိရာပြည့်စုံမယ်။ လေးရက်နေရတော့ထူးထူးခြားခြားကောင်းသောကံနဲ့တိုးတက်တဲ့ကံနဲ့ပေါ်ပေါက်ပြီးတော့အရာရာဆင်ပြေမယ်။၅ရက်နေမှာငွေရေးကြေးကိစ္စလုပ်ငန်းကိစ္စပြောဆိုဆောင်ရွက်မှုအောင်မြင်ခြင်းအကျိုးပေးခြင်းရှိမယ်။၆ရက်နေရငွေကြေးလုပ်ငန်းကြံစည်ရွေးချက် အောင်မြင်မယ်။ဒါပေမဲ့အရှိမရောက်ကိုတည်သွားစရာနည်းရှိတတ်တယ်။မနေ့၄နိုင်ခွဲနဲ့၆နိုင်ကြညနေ၄နိုင်ခွဲနဲ့၆နိုင်ကြတွေပါအသွာလာကြည့်ဆက်ရမယ်။9ရက်နေမှာတော့ရံများမယ်ပြိုင်များမယ်အတိုက်ခံနဲ့ရှင်ပြီးမှ အလိုရှိရာတွေတွေပြည့်စုံမယ်ဒီတပတ်တာကာလအတော်တွေမှာဇာတာပတိနေဗုဒ္ဓနေစနေနေ့မွေးသူတွေကောင်းချိုးပေးတယ်တနင်္ဂနွေတနင်္လာမွေးသူများကြောင့်စိတ်နောက်စိတ်လေးတွေရှိတတ်တယ်နှစ်6ခွန်ကနန်းနေအချိုးပေးပါတယ်အစင်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီး အလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါလေပန်းရောင်နှင်းစီတပွင့်ကို မိမိယုံကြည်ကိုးကွယ်ရာဖျားကတ်လူပူဇော်ပြီးလိုရာဆုတောင်းရင်ဆုတောင်းပြပါမယ်ကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ကနေ9ရက်နေ့ အတွဲမှာကံကောင်းမယ်လိုရာပြည့်စုံမယ်ဘဝထွက်တယ်မယ်လုပ်ငန်းမရှိသူလုပ်ရမယ်ရှိသူထွက်တယ်လိမ့်မယ် ရည်ဒီမြုံနံမှုများမှကောင်းသောကျိုးဆက်ရရှိမယ်ကာလတန်ကြာဆိုင်ငံ့ထားတဲ့လုပ်တွေကိုလည်းပြန်လည်စတင်နိုင်တယ်ရှင်ပြန်မှုတွေမှာအောင်မြင်မယ်မူလလှုပ်ထားပြီးသားကိစ္စတွေနောက်တစ်ကြိမ်ပြန်လုပ်ရလိမ့်မယ်အဲ့ဒီလုပ်တဲ့အခါမှာလည်းကိုယ့်ဘက်က အောင်မြင်ခြင်းကိုရဖို့တေချာပေါ့အခွင့်အလမ်းတွေရှိလာလိမ့်မယ်တရက်နေ့မှာအရာရာကောင်းသောနေထိုင်နဲ့တွေ့တဲ့ကံပွင့်နဲ့နှစ်ရက်နေ့မှာမတော်တဆနေကြူဆိုင်ရမယ်။အဲဒီနေ့မှာ ရှင်ရနေရှင်ရနေသတိထားမယ်တောင်ရောက်ကိုတည်သွားစရာနေဖြစ်တတ်တယ်နေဆရနိုင်တဲ့တဏ္ဍာရွဲအတွက်မှာသွားလာနေထိုင်ယူဆရမယ်သုံးရက်နေမှာတော့အညာဆိုးကင်းပြီးတော့ကောင်းသောနေထားတွတ်တက်တဲ့ခံနေပေါ်မယ်ဆုံးဖြတ်ချက်မှန်မယ်လေးရက်နေမှာရပိုင်ခွင့်နေလဲဝဲပြန်ရမယ်ဘဝတွတ်တက်မယ်မာရက်နေကတော့အရာရာအောင်မြင်ခြင်းအစဉ်ပြေခြင်းတွတ်တက်ခြင်းတွေရှိမယ်၆ရက်နေမှာ မတော်တဆထိခိုက်မှုနဲ့ကြိုးစားရမယ်။ရံပတိဖက်ကလေးနဲ့လည်းထိတိုက်တွေ့ရတတ်တယ်။အရှင်းမြောက်ရကုန်တည်သွားစေရန်နဲ့ရှိတတ်တယ်။မနဲ့၄နိုင်ခွေနဲ့၆နိုင်ကြညနေ၄နိုင်ခွေနဲ့၆နိုင်ကြကာလနှစ်ခုဟာအသွားလာကြိုးစားရမယ်အနေထားရှိ။အခုနှစ်နေ့မှာတော့စာရွက်စာတမ်းလက်မှတ်ထိုးတာကိုချိတ်ကိစ္စတောင်းယူရမှခဏလုံးဝမလုပ်ရဘူး။ဒီတပတ်တာကာလအတော်တွေမှာ တင်းလာနေအင်္ဂါနေ့ဗုဒ္ဓနဲ့မွေးသူတွေကောင်းတယ်တွဲလို့လို့သူတို့နဲ့ပတ်သက်လို့ခေါ်မှာအချိုးရှိမယ်တင်းငွေနေနေသောကြနေမွေးသူတွေနဲ့တွဲပြီးလို့တဲ့ကိစ္စတွေကနေစိတ်အနှောင့်အယှက်တွေဖြစ်တတ်တယ်နံပါတ်8 3 6ခဏနေဂျိုးပေးတယ်အ내ရောင်အပြာရင့်ရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေတွေကိုဆောင်ရွက်ပါ ပိုက်ဆံရည်ထဲမှာရွှေရောင်တွေချိတ်တခုနဲ့ငွေရောင်တွေချိတ်တခုနဲ့သူချိတ်တွေပြီးအိတ်ထဲထဲဆောင်ပြီးတပတ်တာကိစ္စကောင်းချင်းကံကြမ္မာကိုရယူပါကျေးဇူးတင်ပါတယ်သင်္ဃာနေ့မွေးသူအလုံးမင်္ဂလာပါ2025မေလ10ရက်နေ့နေ့9ရက်နေ့တော်တွင်ကာလဟာကောင်းသောကံကြမ္မာရှိတယ်ဝေးကွာသူတွေနဲ့ပြန်လည်ဆောင်စည်းမယ်ခီးကိစ္စကြံစီအောင်မြင်မယ် ရတ္တန်တဲ့လူတွေပြန်လဲစတဲ့နိုင်တယ်ပြိနေတဲ့လာညောင်းတွေကိုပြန်ပွဲမယ်ကာလရှိချခက်ခဲနေတဲ့ကိစ္စတွေကိုပြေလျောင်းဖြေရှင်းပြီးတော့ဥတီချက်တဲ့လောကရာမှထူးခြားသောတိုးတက်မှုကိုရမယ်အမျိုးသမီးမိတ်ဆွေကြည်ခဲတူထာမှကုညီရမယ်မေတ္တာရေရကံကောင်းမယ်စမ်းပွဲမယ်တရနေ့ဟာအရာရာဆင်ပြေသောနေထားနဲ့တိုးတက်တဲ့ကံပွဲမယ်နေ့ရက်နေ့မှာခီးကိစ္စဆင်ပြေမယ်မတော်တဆထိခိုက်မှန်တွေကယူဆရမယ်တောင်ရက်ကိုတည်သွားစေခြင်းဖြစ်တတ်တယ် နေ့စနေနေ့တနင်္ဂနွေကြားအသွာလာကြည့်ဆက်ရမယ်။၃ရက်နေ့ကတော့ငွေချေးခံကောင်းခြင်းလက်ဖွင့်ခြင်းအရာရာဆင်ပြေခြင်းကိုကြောင်းမယ်။၄ရက်နေ့မှာရန်နောက်ဆက်တင်နဲ့ထိတိုက်တွေ့မယ်။အတိုက်ခံများမယ်မှန်းနာနဲ့လက်တွေ့ကဟာမယ်။၅ရက်နေ့ကတော့အရာရာကောင်းသောနေထိုင်နဲ့တွတ်တက်တဲ့ကံခြေနေတဲ့ဘဝရည်မှန်းချက်စစ်တွေအောင်မြင်မယ်။၆ရက်နေ့ကမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတွတ်တက်ခြင်းကိုကြောင်းမယ်။သုံးလင်းကစားအဲ့ဒီနေ့မှာ မတော်တဆအညစ်ဖြစ်တတ်တဲ့ user ပဲခိုင်ရန်ဖြစ်မှုကိုလည်းရှောင်မှာအဲ့ဒီမှာလဲတာပြူတာဆက်ဖြစ်ရင်အညစ်ကြီးတတ်တယ်အသွားလာနေထိုင်အောင်လည်း user ရမှာပေါ့ရှေးမြောက်ရက်ကိုတည်သွားစရာညစ်ရှိတတ်တယ်မနေ့လေးနိုင်ခွဲနဲ့6နိုင်အတွင်းမနေ့စောစောလမ်းလျှောက်သူတွေသွားလာအဲ့မှာ user ညနေလေးနိုင်ခွဲနဲ့6နိုင်ကြားမှာလည်းအသွားလာနေထိုင် user ပေးရမယ်ခုနှစ်နေ့မှာတော့ထူးခြားတဲ့ကံကောင်းခြင်းနဲ့ဆင်ပြေခြင်းတွေရှိပြီးတော့အရာရာဆင်ပြေသွားမယ် ဒီကာလအတော်တွင်မှာတနင်္လာနေ့ကနေ့သောကြာနေ့မွေးစုတွေကောင်းကျိုးပေးပြီးတော့ဇာသပတိနေ့စနေနေ့မွေးစုတွေဒုက္ခပေးတတ်တယ်။သူတို့နဲ့ပတ်သက်လို့စိတ်နှောင့်ဆဲတိဖြစ်တတ်တယ်။6 4 5လကနေ့နေ့ချိုးပေးပါလေ။အပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တို့ကိုဝတ်ဆင်သွန်ဆွဲပြီးလူရှိရာကိစ္စဆောင်ရွက်ပါပန်းရောင်နှင်းစီပန်းလေးတွေဖျားပူဇော်ပြီးလောရဆုတောင်းမှာထူးခြားစွာကောင်းခြင်းကံတွေရလာပါမယ်။ယေရှုတင်ပါယေ။ဗုဒ္ဓနေ့မွေးစုအားလုံး မင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ကနေ9ရက်နေ့အတော်တွင်ကာလမှာရပိုင်ခွင့်နေလဲဝဲပြန်ရမယ်ခက်ခဲတဲ့ကိစ္စတွေပြေလျောင်ဖြေရှင်းနိုင်မယ်ရန်အလုံးကိုကြော်လွားပြီးဘဝတွတ်တဲ့မှုကိုရမယ်ကိုယ်ပိုင်ယက်တီခြင်းနဲ့လောကန်ခြင်းတို့ရဲ့နှစ်သာရကိုကြုံမယ်မထင်မှန်ပဲဆောင်ရွက်လိုက်တဲ့ကိစ္စလေးတွေကနေမမျော်လင့်သောငွေချေးတိုက်တာနဲ့အောင်မြင်မှုလမ်းကြောင်းကိုပေါ်မယ်သူတစ်ပါးနဲ့မတူတဲ့ရှုထောင့်ကနေအငင်းခုန်တွေတိုက်ခတ်နေကြတဲ့ကိုရွေးချယ်တဲ့လမ်းကြောင်းကနေကို ရှေ့တိုးလို့တာနဲ့ တိုးတက်တဲ့နေထားကြရောက်မယ်အခြေရေးကံမကောင်းဘူးငွေရေးခြေရေးကံကောင်းမယ်လက်ဖွင့်မယ်တရက်နေ့မှာတိုက်ခန့်ကြမှာတိုးတက်မှုကိုရရှိပြီးလိုရာပြည့်စုံမယ်နေ့ရက်နေ့ကအရာရာဆင်ပြေခြင်းကံကောင်းခြင်းရှိမယ်ရန်တိုက်ခန့်များမယ်တောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်နေ့၁၂နိုင်နဲ့တနိုင်ခွဲတွေသွားလာကြည့်ဆက်သုံးရက်နေ့မှာအလုံးစုံကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိမယ်လေးရက်နေ့မှာယင်းဤသူများနဲ့စကားများတတ်တဲ့ပဋိပက္ခရှိတယ် ၅ရက်နေ့အရာရာဆင်ပြေသောနေထိုင်နဲ့တိုးတက်တဲ့ကံတွေပေါ်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်၆ရက်နေ့မှာအခက်ခဲကြတာတိုးတက်မယ်လိုရာပြည့်စုံမယ်တိုက်ခံတဲ့ဂျုံပြီးမှလိုရာစန္ဒပြည့်စုံခြင်းကိုရှုံမယ်မနေ့လေးနိုင်ခွဲနဲ့၆နိုင်တွင်သွာလာကြည့်ဆိုင်မယ်ရှင်းမြောက်ရကကိုဦးတည်သွားစံနေဖြစ်တတ်တယ်။ခုနှစ်နှစ်မှာကောင်းသောကံပေါ်ပေါက်ခြင်းလိုရာဆန္ဒပြည့်စုံခြင်းငွေကြေးလုံခြံဘဝရည်မှန်းချက်အလုံးစုံကောင်းစွာစင်ပြေမှုနဲ့တိုးတက်မှုတွေကို ပေါ်ထွန်းပါလိမ့်မယ်။တနင်္ဂနွေနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ်။တနင်္လာနေ့ကြာသပတေးနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနံကျိုးပေးတဲ့အဖြူအစိမ့်မီကိုရောင်တို့ကိုဝင့်စင်သောဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်။စပယ်ပန်းဖျားကတ်လူပူဇော်ပြီးတော့လောရာဆူတောင်းရဲ့ဆူတောင်းပြေပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။ကြာသပတေးနေ့မွေးသူအားလုံးမင်္ဂလာပါ။၂၀၂၅ မေလာတည့်ရနေ့ကနေ9ရက်နေ့တော်တွင်မှာ အပြိုင်တိုက်ခံနေတဲ့ထိတ်တိုက်ရင်ဆိုင်ပြီးမှအလိုရှိရာပြည့်စုံမယ်။မူလစီစဉ်တာတွေကိုအကောင့်ထဲဖို့ရမှနှောင့်နေမယ်။အစီအစဉ်မရှိဘဲပေါ်ပေါက်လာတဲ့ခြေတွေကို စနစ်တကျလေ့လာသုံးသပ်ပြီးဆုံးဖြတ်ရှည်တိုးလုပ်ကင်ခြေတွေကတော့ထူးထူးခြားခြားအကျိုးပေးလိမ့်မယ်။ကြိပြက်တဲ့သူတွေနဲ့တွေ့လိမ့်မယ်။ အခက်ခဲကြတဲ့ကထိုးပေါက်ပြီးရလဲအောင်မြင်တဲ့ခံကြမှာကိုရနိုင်မယ်။ကျမ်းမာရေးချူကြမယ်အနည်းမရှိဘူး။သွားနာသွားခိုက်ဖြစ်တတ်တယ်အဆုတ်ရေးမိမှုတွေတွေဖြစ်တတ်တယ်။ပေးဥပါတော့ကြောက်ရောက်ချင်မရှိဘူး။တရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်။နှစ်ရက်နေ့မှာအတိုက်ခံကြမှတိုးတက်မှုရှိမယ်။မတော်တဆနေရောတောင်းရက်ကိုတည်သွားစဉ်ဖြစ်တတ်တော့ကျူးဆန်းရမယ်။နေ့စရနိုင်တဲ့တန်တန်ခွဲကြသွားလာကျူးဆန်း။၃ရက်နေ့မှာ ရပိုင်ခွင့်တွေလက်ဝဲပြန်လဲတောင်းဆိုရရှိနိုင်တယ်အခက်အခဲတွေဖြေရှင်းနိုင်တယ်လေးရက်နေ့မှာရှင်ပြိုင်မှုမှသမျှအမြင်ချင်းဘဝတိုးတက်ခြင်းကိုကြောင်းမယ်ငါးရက်နေ့မှာအတိုက်ခံနေကြတဲ့ဘဝလူရဆန္ဒပြည့်စုံခြင်းနဲ့တိုးတက်ခြင်းကိုရနိုင်မယ်၆ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းသူပင်ပန်းဖြစ်မယ်မတော်တဆအနေကယူဆိုင်ရမယ်အရှိမရောက်ရကုန်တည်သွားစေအနေဖြစ်တတ်တယ် မနေ့၄နိုင်ခွဲနဲ့6နိုင်တွဲသွားလာကျူးဆက်ရမယ်။ခုနှစ်နေ့မှာအတိုက်ခံအလုံးကိုကျော်လွှားမယ်။လိုရာဆန္ဒပြည့်စုံမယ်။ဝေကြီးကံ စီဘဘဝကံတိုးတက်မှုအစဉ်စဉ်ကိုရရှိလိမ့်မယ်။ဇာတာပတိနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။အင်္ဂါနေ့ဘုထုနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။၅၆ ိုးကနန်းနေကြိုးပေးတယ်အနီအောင်ချက်သွေးရောင်ပန်းရောင်တို့ကိုသုံးဆွဲပြီး လိုရာကိစ္စဆောင်ရွက်ပါ အနီအောင်ပန်းဖွင့်ဖျားခတ်လူ၍လိုရာဆူတောင်းမှာကျေးဇူးတင်ပါတယ်တောက်ချာနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာအချမ်းစီအောင်မြင်မယ်ဘဝတိုးတက်မှုရရှိမယ် မိကောင်းဆွေကောင်းထောက်ကူရမယ်အလုတ်တိုးတက်မယ်မထင်မှတ်သောဝင်ငွေရမယ်လုပ်ငန်းရေးရအောင်မြင်မယ်ဘလောက်ခက်ခဲဒီကာလမှာဆောင်ရွက်တဲ့ကိစ္စတွေရဲ့ကောင်းသောကျိုးဆက်ကိုရရှိလိမ့်မယ်တရက်နေ့ကတော့ဒုရကြကြကောင်းခြင်းဆင်ပြေခြင်းနဲ့လိုရာပြည့်စုံခြင်းတွေရှိမယ်နှစ်ရက်နေ့တောင်ရက်ကိုတည်သွားစေနေရှိတဲ့တဲ့နေ့ဆက်နေနိုင်တဲ့တနိုင်ခွဲတွင်သတိထားမယ်လုပ်ငန်းတွေကိုတော့တိုးချဲ့တာအောင်မြင်မယ် သုံးရက်နေ့မှာဂတိစာချုပ်လက်မှတ်ထိုးခြင်းမပြုရအောင်ဂတိပြတ်တတ်တယ်။စကားများတတ်တယ်။လေးရက်နေ့အရာရာဆင်ပြေမယ်။ပြိုရွယ်သူတွေစမ်းပွင့်မယ်။မိသားစုနဲ့ပတ်သက်တဲ့ကောင်းသတင်းချုပ်မယ်။၅ရက်နေ့မှာခရီးကိစ္စဆင်ပြေမယ်။အပြောင်းလဲနဲ့တိုးတက်မှုရှိမယ်။၆ရက်နေ့ကငွေချေးကံကောင်းမယ်။လက်ပွင့်မယ်။လိုရာပြည့်စုံမယ်။ဒါပေမဲ့မနေ့၄နိုင်ခွဲနဲ့၆နိုင်တွင်သွားလာနေတဲ့ယူဆက်မယ်။အနည်းရှိတတ်တယ်။ ရှေးမြောင်ရကုန်ဒီသားစဲနေရှိတတ်တယ်။ခொနည်းနည်းရတော့ရံများမယ်အတိုက်ခံများမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်။ဒီကာလအတွင်းတနည်းကလေးတောက်ကြစနေမွေးသူတွေကောင်းကျိုးပေးမယ်။တနည်းလားဂျာသာပရင်းနေမွေးသူများကြောင့်စိတ်အနှောင့်ယှက်ဖြစ်မယ်။နှစ်ခုကိုကနန်ချိုးပေးတယ်။အဖြူစိမ့်မိကိုရောင်တို့ကိုသုံးပြီးလိုရာကိစ္စဆောင်ရွက်နိုင်တယ်။ တပြေညွန့်ဖျားလူပြီးတော့အလိုရှိရာဆူတောင်းမှဆူတောင်းပြေပါနိုင်မယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မေလ1ရက်နေ့နေ့9ရက်နေ့တော်တွင်ပါကိုပဲရည်တည်ခြင်းနဲ့လောကေမှုတို့ရဲတင်နေရှိတော်တော့မယ်သူတစ်ပါးနောက်လိုက်လို့တဲ့ကိစ္စတွေကအကုန်လုံးအနောက်ရှက်တွေရှိမယ်တပါးသူအကြံဉာဏ်ကိုယူပြီးလို့ရင်ကိုလိုမားမယ်ကိုပဲဉာဏ်ဉာဏ်နဲ့လှုပ်ပါတွဲလှုပ်တာတဲ့ဒီကိုယ်တော်တော်တာကြိုးပေးမယ် ရင်းနှီးသူများနဲ့စကားများတတ်တဲ့ပဋိပက္ခဖြစ်တတ်တဲ့အငင်းခုံများတော်လျှော့ရမယ်ဒီကာလအတွင်းငွေကြေးများစွာမြုပ်နှံခြင်းလုံးဝမလုပ်ရနဲ့မြုပ်လိုက်ရင်အကုန်လုံးရှုံးသွားနိုင်မယ်ပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကိုရအောင်လုပ်လို့ရတယ်ဒီချိန်မှာရပိုင်ငွေတွေပြန်လဲတောင်းဆိုမလွဲသေးကြပါဘူးရမယ်တရက်နေ့ကတော့ရန်တိုက်ခံနေတဲ့ရှင်ပြီးလောက်ရမယ်နေ့ဖြစ်တဲ့နှစ်ရက်နေ့မှာအရာရာဆင်ပြေမယ်ကံကောင်းခြင်းရှိမယ်ဒါပေမဲ့မတော်ဆနဲ့ကျူးဆန်းရမယ်တောင်ရက်ကုန်တီသွားစရာနေ့ဖြစ်တတ်တယ် နေ့စရနိုင်တဲ့တန်တန်ခွဲကြွာသတိထားတောင်းရနေမှာတော့ဝေကြီးကိစ္စလုပ်ငန်းကိစ္စစီးပွားရေးရာကံဖျားဖျားအလုံးစုံကောင်းခြင်းတိုးတက်ခြင်းနဲ့ကံမြမခြင်းတွေကိုရရှိနိုင်တယ်။လေးရက်နေ့မှာရန်တိုက်ကနေနဲ့ရှင်ပြီးလုံးဝမှာအခက်အခဲကြုံမဲ့ပြီးမှငွေကြေးကိစ္စလုပ်ငန်းကိစ္စအဆင်ပြေမဲ့၅ရက်နေ့မှာမှန်းနာနဲ့လက်တွေကမဲ့ဒါပေမဲ့ကိုလို့ချင်တာကိုရဲတင်းတင်းလို့အဆုံးပိုင်းမှာအဆင်ပြေသွားမယ်။၆ရက်နေ့ကရပိုင်ခွင့်နဲ့ပြန်ရမယ်ဆုံးဖြတ်ချက်မှန်မယ် အရာရာတိုက်ခံကြတဲ့ထိုးပေါက်ပြီးလောက်ကန်နိုင်တဲ့ရှင်းမြောက်ရောက်ကိုဥတီသွားစဉ်ညကယူဆက်ရမယ်မနဲ့၄နိုင်ခွဲနဲ့၆နိုင်ကြသွားလာကယူဆက်ရမယ်ခုနှစ်နှစ်မှာအတိုက်ခံအားလုံးကိုကြော်ပြီးလိုရာပြည့်စုံနိုင်တဲ့ဘဝတိုးတက်ခြင်းရကန်နှစ်သာရကိုကြုံမယ်ကြာသာပတိနေ့ပုံထူးနေ့တနေ့လာနေ့မွေးသူတွေကောင်းတယ်ကိုကိုချိုးပေးလိမ့်မယ်တနေ့ကတွင်ရင်ကမွေးသူများကြောင့်ပြဿနာတစ်မျိုးပြီးတစ်မျိုးဖြစ်တတ်တယ်ငါခုန်ကိုကနန်းနေချိုးပေးတယ်အစိမ်းရောင်ဖြစ်ရောမိခွန်းရောင်ဝှက်ပြီးလိုရာကိစ္စဆောင်ရွက်ပါ အဖြစ်ရောပန်းဝင်ဘုရားတင်လောရဆောင်တာပြုစာနာပြည့်စုံနေမယ်ကျေးဇူးတင်ပါတယ်